္ဂလာပါရှင်။ MCN သတင်းဌာနကနေ့နေ့စဉ်တင်ဆက်ပေးနေတဲ့ Business Today အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်မှာဆိုရင်တော့နေ့စဉ်နိုင်ငံတကာသုံးငွေကြေးပေါင်းစည်းနှုန်းတွေနဲ့အတူရွှေစည်းနှုန်းတွေ73စီစည်းနှုန်းနဲ့စံစည်းနှုန်းပါဝင်စီးပွားဆိုင်ရာထူးခြားသတင်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ မဆုံးအနေနဲ့နိုင်ငံတကာသုံးငွေကြေးပေါင်းစင်နှုန်းချင်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့2016ခုနှစ်နိုဝင်ဘာလ23ရက်နေ့ပုံစံနေ့မှာဘိုဘန်ကထုတ်ပြန်တဲ့ငွေကြေးစည်းကွက်မှာဆိုရင်တော့ American Dollar ကိုမြန်မာကျပ်ငွေ1305ကျပ်၊ Robert Euro ကိုမြန်မာကျပ်ငွေ1381ကျပ်၊ Singapore Dollar ကိုမြန်မာကျပ်ငွေ916ကျပ်၊တရုတ်ဒီယွမ်ကိုမြန်မာကျပ်ငွေ189ကျပ်၊အိန္ဒိယဒေါ်ရူပီကိုမြန်မာကျပ်ငွေ19ကျပ် မလေးရှားတရင်ကစ်ကိုမြန်မာကျပ်ဝင်295ကျပ်နဲ့ထိုင်းတစ်ပတ်ကိုမြန်မာကျပ်ဝင်36.8ကျပ်ဝင်းကျင်တည်တည်ပေါင်းစင်းလို့ရှိနေပါတယ်လက်ရှိမှာတော့နိုင်ငံတကာငွေကြေးဈေးနှုန်းတွေတရရဲ့မြင့်တက်နေပြီးမြန်မာငွေကြေးဈေးနှုန်းကတော့ကျဆင်းနေပါရှင်။ဆက်လက်ပြီးဒီကနေ့အတွက်ရွှေဈေးနှုန်းပြောင်းလဲကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ဒီကနေ့နေ့လယ်3နာရီမြန်မာရွှေဈေးကွက်မှာ16ပဲတစ်ကြတာရောင်းဈေးကတော့8,6400ကျပ်နဲ့အဝယ်ဈေးကတော့8,6400ကျပ်ဈေးဖြစ်ခဲ့ပါတယ်။ ။ကမ္ဘာရွှေဈေးမှာဆိုရင်တော့တစ်ထရိုင်အောင်စကိုအမေရိကန်ဒေါ်လာ1212.5ဒေါ်လာပေါင်စင်းလို့ရှိနေပါတယ်။ဒီကနေ့မှာတော့ကမ္ဘာရွှေဈေးကွက်ရောမြန်မာရွှေဈေးပါအတက်ဖက်ကိုဥတည်နေပါရဲ့ရှင်။ဆလဘီရန်ကုန်မြို့က73စီဈေးနှုန်းအခြေအနေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ဒီဇယ်တလီတာကိုမြန်မာကျပ်ငွေ620ကျပ်ကနေ640ကျပ်ဝင်းကျင်ပရီမီယံဒီဇယ်တလီတာကို640ကျပ်ကနေ650ကျပ်ဝင်းကျင် အောက်ဂျိန်92ဒလီတာကို625ကျက်ကနေ650ကျက်ဝင်းကျင်အောက်ဂျိန်95ဒလီတာကို660ကျက်ကနေ690ကျက်ဝင်းကျင်အသီးသီးပေါင်းစင်းလုံးတွေရှိနေပါတယ်လက်ရှိမှာတော့နိုင်ငံတကာငွေကြေးဈေးနှုန်းနဲ့ရွှေဈေးနှုန်းတွေမြင့်တက်လာသလိုဆက်သုံးစီဈေးနှုန်းလည်းအနည်းငယ်မြင့်တက်လာတာကိုတွေ့ရပါရဲ့ရှင်။ ဒီကနေ့တော့ဆန်စင်းတို့ပြောင်းလဲတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့အင်ထဆန်ညက်တိတ်ကိုရေသွေးပုံမူတည်ပြီးတော့18000ကျက်ကနေ2000ကျက်ပဝန်းကျင်ရှိပြီးစံကြောပေါ်ဆမ်းမွေးတိတ်ကိုလည်းရေသွေးပုံမူတည်ပြီးတော့3200ကျက်ကနေ3600ကျက်ထိရှိရလို့မြန်မာနိုင်ငံစံစဘာကုန်စည်တိုင်းဝါရန်ကနေသိရပါတယ်ရှင်ဆလဘီဒီကနေ့အတွက်ရန်ကုန် stock exchange နောက်ဆုံးဈေးကွက်အခြေအနေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ First Myanmar Investment Company Limited ကနေအစု share စုကို16000ကျပ်နဲ့ဈေးဖွင့်ထားပြီး16000ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်။ မြန်မာတီလဝ SCZ Holding Public Limited ကတော့စုရှယ်ယာစုကို4600ကျပ်နဲ့ဈေးဖွင့်ထားပြီး4600ကျပ်နဲ့ဈေးပိတ်ခဲ့တာပါမြန်မာ Citizen Bank Limited ကတော့စုရှယ်ယာစုကို9200ကျပ်နဲ့ဈေးဖွင့်ထားပြီး9200ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်ဒီကနေ့ရှယ်ယာဈေးကွက်မှာဆိုရင်တော့ရောင်းဝယ်မှုတွေနှဲပါနေပြီးရှယ်ယာဈေးတည်ငြိမ်နေတာကိုတွေ့ရပါရှင့် MCN သတင်းဌာနရဲ့ Business Today အစီအစဉ်ကိုတော့ www.mcntv.news မှာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်တယ်လို့လူမှုကွန်ရက်စာမျက်နှာ Facebook ပေါ်မှာဆိုရင်တော့ MCN TV News အမီနာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့ရုပ်သံအစီအစဉ်တွေမှာကြော်ညာထည့်သွင်းလိုချင်တဲ့ဆိုရင်တော့ဖုန်းနံပါတ်39936384639ကိုဖြစ်စေ email လိပ်စာကတော့ newsroom.mcn@gmail.com ကိုဖြစ်စေဆက်သွင်းနိုင်ပါတယ်။ MCN သတင်းဌာနရဲ့ Business Today အစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ထူးခြားကျေးဇူးတင်ရှိပါရှင်။ကျမရှိဝေမှုမှာ